မန္တရားမြတ်နဲ့သူများအားလုံးမင်္ဂလာပါနော်ဒီနေ့အမှန်တရားလေးတွေနေနေရှာပြမယ်ဗျာဟိုဆက်ဆက်ဒီဆက်ဆက်ပေါ့အဲ့ဒီတော့ပထမဆုံးအနေနဲ့ကချင်နဲ့စားလိုက်မယ်အဲ့တော့ဗာလဲဆိုတော့ဒီလက်ရှိဒီဗမော်တိုက်ပွဲမှာပေါ့နော်ဗမော်မျိုးသိမ်းတိုက်ပွဲမှာဘိုလ်ချုပ်ထွန်းမြတ်နိုင်ကဒီအာခါစစ်တွေရပေါ့ပြောကြတယ်ပေါ့နော်သူရဲ့ရှာစကားတချို့ပေါ့ကအခုလိုက်ပေါ်မှာတော်တော်များများတွေ့တော့တွေ့ရတယ်အဲ့တော့ကျွန်တော်အဲ့တော့ဘာသွားသတိရလဲဆိုတော့တချို့တချို့သောလူတွေလူတွေကပေါ့နော်အဲ့လိုဒီ တူကြီးပိုက်ခေါင်းဆောင်ပိုက်ဆိုတဲ့အပိုက်ကိုအာယုံထားပြီးအဲ့ဒီခေါင်းဆောင်ပိုက်ကပြောတဲ့စကားတွေကိုပေါ့နော်ဒီလိုက်ပြီးရန်လောက်တာ comment ဒီ comment ပြောကြတာကျွန်တော်တွေ့ရတယ်ပေါ့နော်ဥမာပဲဗျာကရှင်မှာဆိုရင်ဒီဟိုဟာတော့ပေါ့ပုံချွယ်မော်တို့ပြောတာတွေဆိုလို့ရှိရင်လိုက်ပြီးပေါ့နော်ဥမာပြောကြတာဟိုလာစိတ်သားစိတ်ကောင်းဆွေးပြီးခွေးသားရောင်းနေအဲ့အကြောင်းတွေပေါ့ဥမာဒီ TNA တို့ဒီကြရမှာဆိုရင်လည်း KNA ဘက်မှာဆိုရင်လည်းဒီဟိုဟာတော့ပေါ့နော်အဲ့ဒီ ူတို့ခေါင်းဆောင်ပြောတဲ့စကားတွေကိုလိုက်ပြီးပြောတာများတယ်အခုလဲဟိုရွှေထွက်မြတ်နဲ့ကျေးဇူးတရားကိုကျေးဇူးတရားပေါ့နော်ဒီကဲပေါ့ကျွန်တော်ကကျေးဇူးတရားရှိတဲ့ကျေးဇူးမျိုးပေါ့ကျေးဇူးတရားရှိတဲ့ဒီကျေးဇူးကိုငါတို့ဒီချိန်မှာပြန်ဆက်ဖို့အခေါင်းဆုံးအချိန်အဲ့ဒါကြောင့်ဒီဗမောမျိုးတိုင်းပွင့်တင်ပြတိုင်းမှာဗမောမျိုးကိုဖြစ်တဲ့နေ့နဲ့အရာတိုက်မယ်ဆိုတော့ပြောတဲ့စကားကိုဟိုလိုက်ပုံမှာကြည်ပြန်းဆိုပြောတော့တွေ့ရတယ်အဲ့ဒီတော့ဒီနေရာမှာကျွန်တော်တို့နှက်လိထားတဲ့ချက်ကနော်ကျွန်တော်ရခိုင်လူထုကရခိုင်လူထုအားလုံးကကျေးဇူးတရားကိုအရင် respect ထားတယ် ယေရှုတရားဆိုတဲ့စကားကိုကျွန်တော်တို့ဟာအမြဲတမ်းဥထိပ်ပန်ထားတယ်။နောက်ပြီးကျွန်တော်ကကူညီတဖက်ကိုတားကိုလည်းကျွန်တော်ကူညီရှင်နဲ့စိတ်အပြည့်ရှိတယ်။သို့တော်လည်းအကျော်အမျိုးမျိုးကြောင့်ကျွန်တော်တို့ကယေရှုကဲသွားတဲ့လူတွေများများစွာရှိပါတယ်လို့နော်ကျွန်တော်တို့ရဲ့ respect ထားခဲ့တာတွေကိုဂရုမစိုက်ဘဲနဲ့ဥပခပဥပခပြုသွားတဲ့လူတွေလည်းအများကြီးရှိပါတယ်။အဲ့တော့အဲ့တော့ ဒီနေ့အတီးလင်းပြောချင်တာကျွန်တော်ရခိုင်လူမျိုးတွေဆိုတာကျေးဇူးကဲတဲ့လူတွေလည်းမဟုတ်ဘူးဟလားအမျိုးရကျွန်တော်ကျေးဇူးတရားကိုကျွန်တော်တို့ကဥထိတ်ထားတယ် respect ထားတယ်ကိုနဲ့ပောက်ဖို့တဲ့ဘေသူကိုမဆိုနော်ဘေဘာသာဝင်ဘေလူမျိုးကိုမဆိုကျွန်တော်က respect ထားတယ်ကျေးဇူးတရားရှိထားတယ်ဒါလေးကိုတော့ကျွန်တော်ပြောချင်တယ်အဲ့တော့ဒီနေ့ဘိုလ်ချိုးထွက်မြက်တဲ့ဗဇာကထွက်လာပြီအဲ့လိုမျိုးထွက်လာပြီဆိုလို့ရှိရင်နော်သူကဘိုလ်ချိုးမျိုးထွက်မြက်တဲ့ကစကားတခွန်းကိုတောင်းတယ်တော့မပြောဘူးသူပြောပြီဆိုလို့ရှိရင်ဒီဟာကအရက်ကိုအနက်သွားတယ်အဲ့တော့ ။ယခင်ဒီသားမှာတိုက်ပွဲတွေမှာဖြစ်ခဲ့သူပြုတ်ခဲ့ရတယ်ရှိတယ်ဟုတ်လား။မင်းတို့ကြည်ထား။နော်ဒီ2025မှာကခင်ငါတို့လာကြောင်းလေးကြီးတစ်ခုကိုတွင်းမြောင်ငါလုံးပြမယ်ဆိုတဲ့စကားတွေပြောခဲ့တယ်တွင်းနဲ့နောက်ဆုံးကျတော့မျိုးတွေတတ်ခက်တပြင်းလုံးကိုသိနေတိုက်တာတစ်ခုကိုလုံးပြလုံးပြနေထဲပြီးနေသိနေစေပေါ့နော်။ဒီတော့လက်ရှိဗမော်မှာလည်းဒီလိုစကားပြောလိုက်လို့ဆိုရင်ဗမော်မျိုးကသိမကြခင်မှာပဲနော်။ခရယာရင်နဲ့တဲပုတ်စုလက်အောက်ကိုရောက်မယ်လို့ကျွန်တော်တို့ကတော့လုံးဝခံမလို့ရတော့တယ်နော်။အလွန်ဆုံး တပတ်နှစ်ပတ်လောက်ပဲသွားမလားဆိုတော့ဒီလိုချုံနေမဲ့လည်းပြောပြီးသိမ့်မကြခင်အဲ့ဒီမျိုးတွေကြားလိုက်ကြားထားရှိတယ်နော်အဲ့တော့ तू ကစကားကိုလက်လွတ်စပြီးပြောဘူးတိကျမှ तू ပြောတဲ့တွင်နဲ့ဒီလိုမျိုးဆိုရင်ဘူးဒီဖုန်းခေါ်နဲ့ခေါ်ပြီးရင် तू ရဲ့စစ်တီတော်တွေကိုဒီလို comment ပေးလိုက်ပြီဆိုလို့ရှိရင်တော့ဒါဗမာမျိုးကသိမ့်မကြခင်တွင်မှာဒီကေလဲကိုရောက်ခိုးလို့ကျွန်တော်တို့ကလုံးဝ100%ယုံကြည်သွားပြီဖြစ်ပါတယ်အဲ့လိုပဲလက်ရှိဒီ TNA နဲ့ပေါ့နော်ဒီဆွေးနွေးပွဲမှာကျွန်တော်အရင်လဲကျွန်တော်ရှင်တွေကိုကြည့်ဖို့လို့သိမှာပါကျွန်တော်ပြောခဲ့တယ်အများကြီးရှိတယ်တကယ်နဲ့ဆွေးနွေးပွဲပဲလောက်တာနဲ့เนาะတရုတ်ရဲ့ ဒီဟိုအလုံးနဲ့နော်ကမ္ဘာခရလုံးမှုနဲ့တည်အနေနဲ့စာကစားဆွေးနွေးပို့ဆိုရင်စာကစားကတော့ရှုံလို့တဲ့မျိုးတွေကိုပြန်တောင်းပါဆိုပြီးကျွန်တော်အမြင်နဲ့ပြောတယ်ပြန်တောင်းတာပဲနော်ပြန်တောင်းလဲဆိုတော့ဒီနေရာမှာတည်အနေရာလေးနေနေသတိထားတဲ့တစ်ချက်ရှိတယ်ဘာဖြစ်ဆိုတော့ကိုကန်းကနေပြီးရင်ဒီနော်ဒီဝါဒီလချုပ်ကိုပြန်ပြည့်တဲ့ကိစ္စမှာမြန်မာနိုင်ငံကိုရှင်းမြနိုးတဲ့တော်လိုင်းကိုရှင်းမြနိုးတဲ့လူတွေအများစုကအစာမကြေဘူးဆိုတာသိတယ်တည်အနေရာလေးအစာကိုမကြေတာကိုကန်းကနော်ဒါချင်းချင်းလေးပြောတာ ဒါဟာရိုးရိုးသားသားဟုတ်လားဒီပြောရမဟုတ်ဘူးဗျာဒီဘက်ခနဲ့ယူဘက်ခနဲ့ပြန်ပြရတာကိစ္စတွေမဟုတ်ဘူးအသက်သွေးတွေရွှေတွေဘဝတွေရင်းပြီးရခဲ့တဲ့ဟာကိုလွေလွေကူနဲ့ပြန်ပြရတယ်ဆိုတော့တော့တော်တော်နဲ့ရဲ့ဖွေးတွေရဲ့ရင်ထဲမှာမကောင်းဘူးเนาะပြည်သူလူထုရဲ့ရင်ထဲမှာလည်း나ကြည့်ခင်မြင်မှုတွေရှိတယ်အဲကိုကအနေနဲ့ဒါတွေကလည်းပြန်ပြီးရင်စင်းရှယ်မကိစ္စတွေရှိတယ်เนาะအဲ့တော့ TNN ရဲ့ဒါကိုသိတယ်နောက်ပြီး TNN ရဲ့ဒီလွန်ခဲ့တဲ့တလားနှစ်လားဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေပြန်ကြည့်မယ်ဆိုလို့ချင်းရင်เนาะဒီဟိုအနေဖြစ်တယ်ဒီ PDN နဲ့ကြည့်ကြည့်ဖြစ်တယ်เนาะ KA နဲ့ဖြစ်တယ် ။ဘာလို့ဆိုဆိုသူများ test scan ချတဲ့နေရာတွေတော့ပြီးအိမ်ထဲအားလည်းလူအိမ်တော့ဝိုင်းပြီးရင်ဟုတ်လားဒီလိုလက်နဲ့နဲ့အဲ့အဲ့ရှင်းချောက်တဲ့ကိစ္စတွေကဘာကဘာလို့ဆိုလက်နဲ့မကြိုက်တဲ့လူတော့ဒီကိစ္စကိုတိုက်ကျင်နေတာမဟုတ်ဘူး။အဲ့တော့လက်နဲ့ကြိုက်တဲ့ရှင်းချောက်ကဘယ်လိုကျင်နေတာအကြောင်းမရှိဘူး။နော်အဲ့တော့ကိုကန်းနေပြီးရင်ဒီလက်ချုပ်ပြောင်းပြောင်းတဲ့တော့နဲ့စကားစလက်ချုပ်မှာထိုင်ချပြီးရင်လက်ရှိဒီကိုကန်းတိုက်ပွဲမရှိတဲ့အတွက်နဲ့ပေါ့နော်ကိုကန်းထုံချွတ်တော့နေမြေဒီကနေပြီးသူတို့သွာလာလို့လှုပ်ရှားလို့ရရတယ်အနေနဲ့အများနော်အဲ့တော့ဒီဘက်က TN ရဲ့ရှိတဲ့နေရာတွေကို ကိုကနေနေနေနဲ့ထိဆက်နေတဲ့တွင်တော့တီအန်နေရှိတဲ့နေရာတွေကိုဆိုစေကစေချောင်းထိုးတယ်ဗျာထိုးစစ်တစ်စင်းနေအဲ့ဒီတော့ဆွေးနွေးမလုပ်ခင်အားပဲပေါ့နော်ဆွေးနွေးမလုပ်ခင်မှာသူတို့ကတတိပိတဲ့အနေနဲ့နောက်ချိုးလို့မိုးကိုလို့တိုက်ပွဲအချမ်းလေနဲ့ပုံချေးတယ်ဒီတောက်ခဲမှာသူတို့ကအသာစီရထားတယ်လေအဲ့ဒီတော့အခုဆွေးနွေးလုပ်တဲ့ချိန်မှာသူကအဲ့ဒီအသာစီနဲ့သူတို့ကပြောတာအချိန်မေးမေးကတော့တက်သိမ်းလဲလို့ရတယ်အဲ့ဒီတော့ငါတို့ကနှစ်ဖက်နှစ်ဦးနှစ်ဖက်နော်ထိခိုက်ကြဆုံးမရှိအောင်မင်းတို့ငါတို့သိမ်းထားမျိုးကိုပြန်ပေးပါရှောက်မျိုးလားမသိဘူးပေါ့နော်ပြီးရင်မင်းတို့ဟိုလုပ်တဲ့နေရာပေါ့နော်မင်းတို့ဒီဘယ်လိုပြောမလဲ နေတဲ့အရင်ဌာနချဌာနချုပ်တွေထားခဲ့တဲ့နေရာကိုပြန်ဆုပ်ပါနောက်မှငါတို့မင်းတို့ပြည်နေအဆင့်တမက်လက်ကိစ္စမှာတိုင်းပြည်ငင်တဲ့အချင်းတို့လက်ရှိမှာပြည်နေအဆင့်ငါတို့ဆက်လက်ဆွေးနွေးမယ်ဆိုပြီးအဲ့လိုစကားတွေထွက်လာတယ်ပေါ့နော်အဲ့တော့တရားနေကလည်းတိထားတယ်ဒီကိစ္စမှာနော်ဒါတွေလွတ်ဖြစ်ရမယ်ဆိုတော့ကြိုးသိထားတယ်တိထားအတွက်နဲ့သူတို့ကလက်ခံလို့မရဘူးပေါ့နော်လက်ခံလို့မရဘူးဆိုတော့အဲ့ဒီလက်ခံလို့မရတဲ့ကိစ္စမှာတရုတ်ကဘာကိုဝင်ပြောလဲဆိုတော့အကြောင်းတစ်ခုကရှိသေးတယ်နော်မင်းတို့ပြည်လျော်ဆွေးနေတော့မပြည်လျော်မပြည်လျော်ဘူးဆိုလို့ရှိရင် မိတို့တရားနေအနေနဲ့လည်းပေါ့နော်ငါတို့ဒေသကနေပြီးစစေဝရိတ်ခါတွေလက်နဲ့တွေကို sorry လက်နဲ့မထပါတော့စေဝရိတ်ခါပေါ့နော်အဲ့ဒါတွေကိုငါတို့ကတင်းကျက်တော့ပြန်ပြီးရင်ကြိုက်တွေ့ရလိမ့်မယ်လို့ချင်းချောက်တာပေါ့နော်အဲ့တော့ဒီနေရာမှာတော်တရားနေကိုဟိုသတိပေးရှင်တာရှိတယ်ကနော်ဒီသတိပေးတာထက်ပါဘူးပြောရမလဲဖြစ်နိုင်မဲ့အခြေအနေပြောရှင်တာက တီယန်နေဟာကဲဒီ MDA နဲ့မဟာမိတ်ဖြစ်တယ် MDA မဟာမိတ်ဖြစ်တဲ့ပြန် MDA ကအခုလက်ရှိငင်းချိတ်ထွက်တဲ့တရုတ်ပြည်ကနေပြီးစေဝါရိတ်ခါတွေကိုတိုက်တလောက်သင်ကုန်သွေးခွင့်ရနိုင်တယ်အဲ့တော့အဲ့ဒီကတဆင်ဒီညီနောင်မဟာမိတ်ဆိုတဲ့နော်ဖွေးတာဖွေးတာလည်းအဲ့ဒီကတဆင်ကိုလိုကဘလို့ဆိုဆိုယူယူလို့ရတယ်နော်ကိုကဲငါသာအမှန်ကန်နော်ညီနောင်မဟာမိတ်စိတ်ရှိမှဆိုယူလို့ရတယ်အဲ့ဒီမဟုတ်ဘဲနဲ့နော်ဒီသူတို့စကားခံထားတယ်လို့ပေါ့ တရုတ်ကကျွန်တော်တို့ကဘယ်တော့အဲ့လိုမျိုးပေါ့ဒီစာနယ်ရိခါတွေဟိုဟာဒီမနီဇက်တွေကိုပြေးပြေးအခက်ခဲဖီကနေအကြည့်ကျေပြေးနေတာဆိုစကားလေးခံထားတယ်အစကားခက်တာဘာဖြစ်လဲတချိန်ချင်းမှနော်အဲ့ရှောင်းမျိုးတော့ယူနေကနှစ်မျိုးယူလိုက်ဆိုပြီးအဲ့လိုမျိုးလှုပ်ချင်လှုပ်တော့မှတရှိတယ်နော်အဲ့ရစကားခံထားတာဖြစ်တယ်ဒါကိုလည်းကျွန်တော်တို့တော်လိုင်းဖွဲရနေပြီတတိထားဖို့လိုတယ်အဲ့တော့ချမ်းမြောက်မှာအဲ့လိုဖြစ်လာမယ်ဆိုရင်ဒီဘက် KA နေမြေပါလဲသိအစီပြေလောက်နော် KA ဘက်မှာလဲဘာဖြစ်လဲအင်းနဲ့အားနဲ့ရင်းရတော့မှာဘာဖြစ်လဲ KA အိမ်မှာလက်ချိချိမှာတဲပုံးရှိတယ်အေးရှိတယ်နော်ဒီ PDF ရှိတယ် ဟုတ်လားအဲ့လိုတော့အဖွေးတွေဘာလို့ဆိုတော့နေတိုင်းပြဥပကေဒီမှာ၃ရောက်ရှိပြီဆိုဒီဖက်က၃ရောက်ပါ၆ရောက်ဖြစ်တော့ဗျာအင်္ဂါကသူအတင်းတောက်ရှိတယ်အဲ့တော့ဒီ PDF တွေဆိုတာလေတသန်းတော့အမှန်နေလို့မရဘူးသူလည်းသူ့ data အတွက်နော်မြန်မာနိုင်ငံကအလေးပိုင်းအတွက်စကိုင်းတိုင်းအေယာဝီအေယာဝီတိုင်းလမ်းဒီမကွေးပေခုပြအဲ့ဖက်တွေသူပြန်ဆင်းရအောင်မယ်ဆိုတော့အချိန်ချင်းမှာသူတို့ဟာဟုတ်လားဒီကေရီနေနေကေရီမှာအထိုင်ကြလို့နေနေအဆင်ပြေတော့တဲ့ချိန်ဆိုသူတို့ပြန်ဆင်းရမှာသူ့ data အတွက်ဆိုတော့ချိတယ်အဲ့တော့တကယ်လို့သာ ဒီတရားအနေနဲ့စာကားဆန်းတဲ့ဘောနော်နားလေပါရပြီးလုတ်ပြီးဒီလိုဖြစ်လာမယ်ဆိုလို့ရှိရင်ဒီဖက်ကတော်လည်းဖွင့်တဲ့လက်ရှိနေမကောင်းဘူးနော်အဲ့ဒီတော့ကေရချင်းမကောက်တော့ဖြစ်သွားမှာကေရချင်းဒီဖက်ကကြရလက်ရှိနေမကောက်ဘူးအဲ့လိုပဲရခိုင်လက်ရှိနေမကောက်ဘာဖြစ်လို့လဲသူတို့ကလက်ရှိတနိုင်ငံလောက်တိုက်ပွဲဖြစ်နေထွက်တဲ့သူတို့ကချိတဲ့အင်အားကိုနိုင်ငံဖျက်ပြီးတိုက်နေရတဲ့အတွက်နဲ့နော်သူတို့မှလောက်ထက်အင်အားမပေးနိုင်ဘူးတနေ့ကအင်အားအရင်ကလေးပေါ့ဗျာကချင်းတစ်ခုရဲ့တိုက်မယ်ကရင်တစ်ခုရဲ့တိုက်မယ်အဲ့လိုမျိုးဆိုလို့ရှိရင်သူတို့ကချိတဲ့အင်အားနဲ့အစမတန်ဖိုးပြီးထိုက်မှာ ိုက်မှာသူကသူကနိုင်ငံအုပ်ချုပ်တာသူမလက်နက်တွေရှိတယ်ဟုတ်လားခိမိလက်နက်တွေရှိတယ်ကိုရောမကခိမိလက်နက်ဆိုတာဟုတ်လားဒီလက်နက်ငယ်လက်နက်ငယ်ပဲရှိတယ်လက်နက်ရှိတော့ဘာလို့ဒီလေးရောတော့မလုံးနိုင်တဲ့အတိုက်တာတစ်ခုရှိတယ်နော်အဲ့ဒီဂျဲတွေကိုရဟင်းတို့ရဟင်းကိုတော့လုံးနိုင်တယ်ဗျာဂျဲကိုတော့မလုံးနိုင်ဘူးဒီအတိုက်တာတွေရှိရတာပေါ့နော်ဒါလေးကိုပေါ်ပါဖို့လိုတယ်အဲ့တော့ဒီအနေအားလည်းအခုနော်သူတို့ဒီသတင်းစာရှင်းလင်းပေါ်ပြောထားတာရှိတယ်ပေါ့နော်ကျွန်တော်တို့ကအဲ့လိုမျိုးပြန်ပြေးလို့မရဘူး။ဘာဖြစ်လို့လဲဆိုရင်လက်ရှိကိုကနေဖြစ်တော့တာဖြစ်ပြမှလည်းအဲ့လိုပေါ့နော်ကျွန်တော်တို့ဒီတော်လိုင်းရဲ့အဖွဲ့တွေရဲ့နော် ဒီခန်းစားချက်ကျွန်တော်နားလေတယ်ဆိုတဲ့သဘောကိုသူပြောတော့တာတွေ့တယ်အဲကြောင့်ပြောချင်တာကတရားနေနေနဲ့နော်လက်ရှိဖြစ်ပြနေဖြစ်ပြသူတို့ကလည်းဘေးကျန်နေကြဖြစ်နေပြီဆိုပေမဲ့တော်လန်ရေးကိုဆက်လက်ပြီးရင်းတော့ဒီတော်လန်ရေးပူပပြီးဆုံးနေပူပပေါင်းသွားမယ်ဆိုတဲ့စကားလေးကိုထောက်ထားတာအပြင်နော်တရားနေကိုကျွန်တော်ပြောချင်တာကကိုအနည်းပဲဝင်ကြမှာချီတဲ့နော်ကျွန်တော်တို့ဒေါ်လာရဲ့ဖွေးနေတဲ့စီစီလုံးလုံးနဲ့ချစ်ချစ်ကင်ကင်ချီဖို့လိုတယ်စီစီလုံးလုံးချစ်ချစ်ကင်ကင်မချီဘူးဆိုလို့ရှိရင်အနာကတော့တော်တော်မကောင်းဘူးလို့ကျွန်တော်ကပြောချင်တယ်ဘာလို့လဲသူတို့ပြောတော့တဲ့ဒီဟိုဟာပေါ့တော့ဒီ ပြဒိသာရှင်းလင်းဖို့မှာဆိုလို့ရှိရင်ခင်ဗျာလွေရီဦးတို့ဘေးကနောက်တစ်ယောက်ပေါ့နော်သူတို့ရဲ့လူကြီးပိုင်းပေါ့ပြောတဲ့စကားတွေကဒီလားတိုင်းရင်းသားဖြစ်လို့ကျွန်တော်ခွန်းလဲပြလိုက်တယ်ဗျခွန်းလဲတဲ့ဆိုတော့ဗမာစကားလည်းမလေးပက်တဲ့အတွက်နဲ့ဒီလိုပဲစကားထောက်ထောက်သွားတာမသိဘူးဆိုပြီးကျွန်တော်နားလေးပြလိုက်တာဖြစ်ပါတယ်နော်နားလေးပြလိုက်တာဖြစ်တယ်ဒါတည်ရနေနဲ့ပတ်သက်ပြီးပေါ့အဲကြောင့်တည်ချမ်းမြောက်ကိုအဲ့လိုမျိုးစိတ်စိတ်မမဖွေးပြီးတာယောက်ကသူရဲ့ဩဇာအာဏာကြီးမားဖို့အတွက် သူရဲ့လက်သူရဲ့ခြေတိုက်သလိုနော်ရှုပ်ခဲ့ချီလေးဖို့အတွက်ဒီလို တသနာတွေဖန်တီးလာတာဖြစ်တယ်နော်ချက်မြောက်အစဟာတယုတ်ကစားတယ်ဆိုတာကိုကျွန်တော်ဟိုးအရင်ကတည်းကပြောခဲ့တာရှိတယ်နော်အဲကြောင့်မသိတဲ့နော်တီတီကြီးနဲ့တယုတ်ရဲ့ဘောကိုလိုက်ဆုံနေတဲ့ဘောရဲ့တယုတ်ရဲ့ဘောကိုလိုက်မှန်းနေတဲ့ကောင်တွေရှိသေးတယ်မြန်မာနိုင်ငံသားတွေဖြစ်ပြီးအဲ့လိုမျိုးကောင်တွေရှိပေါ့နော်အဲ့တော့ဒီကြောက်မှဆိုတဲ့ကျွန်တော်ကြည့်လိုက်အဲ့ဒီလိုပဲဒီနှုတ်ချိုတို့နော်ဒီ မိုးကုတ်တို့ကိုနေ့စဉ်ရက်ဆက်နေရောညာရဘုံချင်းနေမှာဖြစ်လို့လေဒီတော့ဆွေးနွေးမှာအိုမေကငါဒီလိုဖြက်စီလို့ရတယ်ဖြက်စီလို့ရတယ်ဆိုတော့နော်အဲ့လိုရုံမာတဲ့အချမ်းစင်ကိုဆက်ကဆက်ပြားနာဖြစ်တယ်ဘာဖြစ်မဲ့တော်လဲရတော်လဲမခင်ဗျဘလောက်ဝင်မျိုးရောဘုံချေဂျုံချေနောက်ဆုံးအချိန်မှာအဲ့လိုသူတို့ရဲ့နေပြီးတော့သူဥတည်လိုက်တဲ့ချိန်ဆိုလို့ရှိရင်ခင်ဗျဒီကောင်တွေမလုပ်မလဲဒီကောင်တွေပဲဒီလိုက်မှာချူရတော့မှာပဲကိုယ်လည်းဘာမှခင်ဆက်တာမလို့ရှိတဲ့လက်နဲ့ချင်းနဲ့ဖြူရမှာပဲနော်အဲ့တော့ပြောချင်တာကလက်ရှိစကားစကားကိုထောက်ခံနေတယ်ပေါ့နော်လူတချို့ကိုပြောချင်တာက နော်နေပြည်တော်မှာပဲဖြစ်ဖြစ်ဘေးနေရာပဲဖြစ်ခင်ဗျားပြောချင်တာကခင်ဗျားတို့အလေးကျလာခါမအော်နဲ့နော်ခင်ဗျားတို့စာကစားလိုက်ဒီကူတော်လည်းဖွင့်ရှိတဲ့ပြည်သူလူထုရှင်တွေမှာမိကုန်ရဲကုန်မိချိုးတာတို့သက်ဖြတ်တာတို့မတိုင်ကျင်တာတို့ဟုတ်လားလက်နေချီပြတာတို့လေရင်ပြတာတို့လုံးနေတာပဲပြည်သူလူတွေအောင်းအိမ်ခံရတာပဲနော်အဲ့တော့ခင်ဗျားတို့အလေးကျလာတဲ့ခါအဲ့လိုမျိုးခံတယ်ကိုစူးစမ်းအဲ့ဒီခါထားမအော်နဲ့ထားအော်လေခင်ဗျားဘေးတော့စောက်ကြီးဆိုင်မှာမဟုတ်ဘူးနော်အော်ရင်အော်ရင်ပူလို့ဆိုခင်ဗျားအမစောက်မျိုးမုံလာအောင်မယ်နော်ကျွန်တော်ဒါချိုးပြောထားမှာခင်ဗျားတို့လာမှာ ။မပူမျိုးမရှိတဲ့ဒီရခိုင်ပြည်တစ်ခုနဲ့သိမ်းပြီးရခိုင်ကငြိမ်းသွားမှာမဟုတ်ဘူး။နော်ကချင်တစ်ခုနဲ့သိမ်းပြီးကချင်ငြိမ်းသွားမှာမဟုတ်ဘူး။ကယားကိုသိမ်းပြီးကယားငြိမ်းသွားမှာမဟုတ်ဘူး။နော်ကရင်လည်းအဲ့လိုပဲ။ချင်းလည်းအဲ့လိုပဲ။ဘုံရံသူဖြစ်တဲ့စာကားစကိုဒီကိစ္စတိုက်ဖို့ဒီလက်ရှိဖိုက်ပေါ်တဲ့ပြဿနာကဘုံရံသူဖြစ်တဲ့မြန်မာနိုင်ငံကိုမတရားအုပ်ချုပ်ပြီးမတရားအာဏာကိုအတင်းယူထားလုယူထားပြီးရင်ပြည်သူလူထုကိုနှိမ့်ပြတဲ့ဒုက္ခပေးနေတဲ့နော်ဒီစစ်အာဏာရှင်စနစ်အပြည့်ပြတ်ချေမှုဖို့ဆိုတဲ့ရေမချက်တော့တာဖြစ်တယ်။ နော်ဒါလေးကိုခင်ဗျားသဘောပေါက်ဖို့လိုတယ်။ကြရမှာလဲခင်ဗျားပုံသွားကြည့်တယ်အခုကြရမိုးပြေမိုးပြေကိုရောက်ပြီးတော့အကြည့်ချထိုးစစ်စင်ဘာလို့မိုးပြေကိုရမှမိုးပြေမျိုးကိုသူအကြည့်ချထုံထင်းချုံနိုင်မှာလုံးဝအပိုက်ထုံချုံနိုင်ပြီဆိုလို့ရှိရင်ဒီဘက်ကဒီဒီကရှင်တို့ရှင်တို့နဲ့နော်ဒီဖန်ဒေတာနဲ့အဆက်သွယ်ဖြတ်နိုင်မှာလဲအဲ့ဒီမှာသူကအလေကနေပြီးဟောတို့လို့ရမှာအနည်းမှာအနည်းနဲ့ပွားဝင်မှာပွားဝင်ချင်မှာရှိတဲ့ဒီကြရလဲဘာမှမလုပ်နိုင်ဘူးဆိုတဲ့ပုံစံမျိုးဖြစ်လာဖို့ဖြစ်မှာအခုတော့ကြရဖကနောက်မိုးပြေမှာနောက်ဆုံးလာတဲ့ကျွန်တော်သတင်းတွေကြားရတယ် နော်တပုတ်စုနဲ့နောက်ဆုံးပြနေရတဲ့အတန်းနဲ့ကြားရတယ်ဗောနော်အဲ့တော့ဘာလို့တော့တနည်းအားညင်တော့ပြီဆိုတော့အဲ့ဒီတနည်းအားအတွက်အင်အားသူတို့ကရာသွားတယ်ဖြစ်တယ်အဲ့ကြောင့်ကျွန်တော်တော်လိုင်းရေးဖွင့်တာရေးရေးကြည့်ပါတယ်နော်အဲ့တော့ဒီဖက်မှာကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီရခိုင်ဖက်မှာကြည့်မယ်ဆိုလို့ရှိရင်ရခိုင်ဖက်မှာနေစင်ရတဲ့တိုက်ပွဲတွေပြင်းထန်တာအရင်ကပြင်းထန်တာရိုးရိုးပြင်းထန်တာမဟုတ်တော့စိတ်ကြိုက်ပြင်းထန်တာအဲ့တော့အဲ့လိုပြင်းထန်တာကိုဘယ်လိုရှင်းနေရှိတယ်ဆိုတော့ဒီနေ့မှာတနည်းနဲ့တစ်ခုကကျွန်တော်ဟိုတနည်းကခုခွေတဲ့ တပည့်ကတော့ကျွန်တော်တင်ခဲ့တယ်လို့ကောအေကစကားဆရဲ့နော်ဒီရေတဲ့တွေကိုသင်းဖို့တွေကအပယ်သိမ့်ချင်တာလို့ကျွန်တော်ပြောခဲ့တာရှိတယ်အဲ့ဒီမှာအောက်ကတော်တော်ပေါက်ခွေးတဲ့ကောင်တွေရှိတယ်မြေုံမရှိနဲ့အခုအဲ့ဒီအဲ့ဒီအေရဲ့ကြောက်ရွံ့သေးမှာနော်အေရဖွေးထားတဲ့နေပြည်စီတွေရောက်နေပြီအဆင်သေးရောက်နေပြီသင်းဖို့တဲဖို့တော့ဘာဖြစ်လဲအခုတိုက်ပွဲကဒီခပြ30နေတဲ့တန်းကြီးကိုကျော်လာပြီလေ တရေ30နှစ်ရေးတန်းရေးမယ်ဘွားပြက်နေကြပြီဆိုတော့အဲတရေ30နှစ်ရေးတန်းရေးဌာနချုပ်တော့မှာအလုံးရင်းနဲ့ဝင်ထုတ်နေပြီဆိုတော့ကျသူတို့မှာအဲ့ဒီညောင်ရေးစဲစက်ကရောက်တာနဲ့သိမ်းဖို့ပေါ့တဲဖို့တော့နေပြီစစ်တယ်နောက်ကစင်းသပါနေပြီတိုက်ခိုက်ရေးမှာပိုင်းနေတဲ့တခါလေး ready ပါလာတာနော်အဲ့ဒီတော့အေးကလည်းပြောမယ်ဆိုလဲအေးကလည်းကျွန်တော်သနာသူတို့ရဲ့ပြောက်တာဒီနိုင်ငံတေဆောက်ရေးတွက်သူတို့မှာမြို့မြို့လုံနေရတယ်ဆိုတော့သူကငွေကြေးကလည်းအားနေတာအားနေတဲ့အတွက်နဲ့ဒီစီးသင်းဘောတွေတော့တော်တော်နဲ့တေဆောက်ဖို့ဆိုတော့မလွယ်ဘူးလေနော်မလွယ်ဘူးဆိုတော့ စကားလားစီကားပဲငါတို့ဟုတ်လားဘာပဲဆိုဆိုကွာတရားကျွန်တော်အပြည့်စင်းနေနေတဲ့တင်ဖို့ယူရမယ်ဆိုပြီးတဖြည်းလန်းချင်းတလန်းချင်းတလန်းလန်းချင်းတိုးလာတာအခုဆိုရင်အဲညဝီစကန်နဲ့ရေနော်ရေတဲ့စကန်နဲ့တမိုင်နီဘာလောက်ရောက်သွားပြီဖြစ်ပါတယ်နောက်ဆုံးအဲ့ဒီညဝီစကန်ကာကင်းနေဖြစ်တဲ့နော်အနည်းဆုံးဖြစ်တဲ့ဒီ30နှစ်တန်ရင်းနှစ်နောက်တော့ရောက်သွားပြီဖြစ်တယ်နေ့စဉ်အဆက်အဖန်ခံရတာနဲ့ဒီအလင်းဝင်တာနဲ့ဆက်ကဆက်ကုန်လေကုန်ထင်းတွေရလဲခင်ဗျလာပိုးရလေထွက်ပြေးတယ် ဒီကျွန်တော်တို့ဒီဟိုဖလာပို့တာတော့ဒီညောင်ကျိုးဖက်ကိုစိမ့်ဖက်ပြန်နေတိုက်ဖက်လာပို့တာအဲ့ဒီမှာရှိတဲ့ကုန်တွေကိုစကိုကကုန်တာမသိဘူးနိုင်နိုင်ကလောက်ကြားတယ်အဲ့ကုန်တွေတော့ဘုံဘူးပါကိုထွက်ပြေးလို့သူလိုက်လိုက်ဖမ်းဆီးတာတွေသတင်းကြားတယ်လိုက်လိုက်ဖမ်းဆီးလို့အချင်းချင်းပြေးကြတယ်သေကြတယ်ဆိုသတင်းကြားဒါတော့ကျွန်တော်တို့အထူးကြက်မသိဘူးနော်ဒါပေမဲ့အဲ့ဒီလူတွေစီးရင်ပြောက်တော့တော့တေချာတယ်လောက်ရှိတယ်အယောက်20နဲ့9ရောက်ရှိတယ်ဘုံဘူးတယောက်ပေါင်ပါနော်အဲ့ဒီကိုစကိုတဲမကိုစကိုကဘုံဘူးတယောက်ပေါင်ပါ20 9ရောက်လောက် အစာပြောင်းတော့တယ်အဲ့ဒီမှာကျွန်တော်ကြတာကတိုက်ပွဲဖြစ်လို့သေသွားတယ်လို့လို့သုံးမဟုတ်ဒီတိုက်ပွဲဖြစ်တာကလည်းသူကအချင်းချင်းပေါ့နော်ဟိုကိုယ်ဆယ်ကိုဒီ20ခွန်းယောက်ကအလင်းဝင်မထွက်ပြေးတာပေါ့အလင်းဝင်တာဖြစ်ဖြစ်ထွက်ပြေးတာဖြစ်ဖြစ်လောက်တာပေါ့ကြာအဲ့ဒီမှာဟိုပတ်လာလို့ချိဆိတ်တွင်းရင်းနဲ့ပြကြရင်းနဲ့သိတယ်လို့သတင်းကြားတာပေါ့အဲ့တော့ရခိုင်ပြည်မှာလက်ရှိဖြစ်ပေါ်နေတဲ့တိုက်ပွဲတွေစက်တိုက်စက်တိုက်ဖြစ်နေတဲ့ချိန်မှာစကားစားဒီသတင်းကိုလုံးဝဖုံးထားတာနော်ကျွန်တော်ရခိုင်ဘက်ကလည်းဒီအင်တာနက်အားနဲ့ဒီသတင်းကမတတ်နိုင်ဘူးကြာကျွန်တော်လည်းလုံးတစ်ဖက်နဲ့ဆိုတော့ ဒီတော့တော့ဒီ overhead ကိုလည်းဆက်သွင်းလို့ခွင့်နေပြက်နေတာပေါ့နော်ဒါကြားလာလေးကိုကျွန်တော်တင်ပြတာအဲ့တော့ရခိုင်ပြည်သားဖြစ်နေတာဖြစ်ပြက်တွေကနော်စကားစားအတွက်နေစဉ်ရက်ဆက်ရင်တမားမားနဲ့နော်ရင်တမားမားနဲ့ရင်တမားမားနဲ့ဟာကြောက်ဖြစ်ပါတော့မလားအဲ့တော့သူတို့မလုပ်လဲဆိုတော့ကျွန်တော်တို့ကျွန်တော်ပြောခဲ့သလိုပေါ့သူတို့ရဲ့စိတ်သိမ်းပေါ်တွေဟာအခုဆိုလို့ရှိရင်တ냐ဘူးညီတဲ့စိတ်စိတ်ကဲနေပေါ့နော်တမိုင်းနှစ်မိုင်လောက်အဝေးပါထားတယ်တတ်တယ်ပေါ့လေကဲမထားရဘူး ဒီကကြောက်ဘူးစဲကဝင်စီပြီဆိုတာနဲ့သိမ့်ဖို့ပါတက်ဖို့အစင်သိမ့်အေးရလူတွေကနော်အစင်သိမ့်သိမ့်ဖို့ယူဖို့ဒါမှလည်းသူတို့ကနေနေချန်ပီယံမလေးနေစက်တော့လည်းရမယ်ဒီသိမ့်ဖို့ချင်းတွေ့လည်းတိုက်လို့ရမယ်အခုကသူတို့အသုံးပြုတဲ့အမြန်ကြီးနေအေးကအသုံးပြုတဲ့ speed ပေါ့နော်အမြန်ကြီးနေဆိုကြတော့လည်းသိငင်လုံးနေပြဒီပြဖြစ်နေတော့ပြီးပြရတဲ့ဖြစ်ဆိုတော့ဒီကထူးထည်ကြီးတစ်ခုထိထိထိုက်တိုက်တွေ့လည်းဆိုရင်ဘာပြောဆိုဆိုကိုဖတ်တပန်းတားတဲ့ပုံစံမျိုးပေါ့နော်အဲအဲကြောင့်အေးကသူ့ရဲ့ဒီအမြန်ရင်ရင်လေးတွေကိုအသုံးပြုတာထက်အဲ့ဒီ အကြည့်သူတွေကြည့်တဲ့စကားစားဟာကြည့်တဲ့ lotion တွေပုံကြတယ် lotion နေတာပေါ့ဗျာအဲကြောင့်လဲအခု navy seal လို့သူတို့တက်မှတ်ထားတဲ့နောက်ရေတက်ဖွေးတွေကိုတပါးတွေပါလာတာတွေ့ရတယ်အဲစကားစားအနေနဲ့ပါရဆက်လုပ်မလဲဆိုတော့ကျွန်တော်တို့က TV ဖန်သားပြန်မဟုတ်ဘူးတိုက်ပွေးတွေကြာကစောင်းမျောကြီးချိုးရမှာပဲဖြစ်ပါတယ်ရခိုင်ဒေသနေနဲ့နော်အဲ့တော့ခင်ဗျားတို့ထဲပြုတ်လိုက်ဦးပဲစစ်တွေပွိုင်းမှာပေါ့နော်ဒီပါလိုက်ကာဆိုပြီး တွေးလိုက်ပါဥပမာပါနော်လိုက်ကဆိုပြီးအဲ့လိုကြောင်ကြောင်ပုံးနေနဲ့ကြောင်တုံးတွေကိုဟိုလာခြေထောက်ပုံစံမျိုးလုပ်ပြီးအဲ့ဒါလိုက်ကမဟုတ်ပါဘူးနော်သူတို့တွေးထတာကအဲ့ဒီမှာသင်ဖို့ရက်မယ်သင်ဖို့ရက်ပြီးတကယ်လို့အင်အီကဝင်လာကိုဆိုပြီးဥပမာပြောရင်အဲ့ဒီနေရာဒီမှာသူတို့ကရေတဲ့သူရေတဲ့အနေပြီးလူတွေသင်ဖို့ထားမယ်သင်ဖို့ဒီပဲအဲ့ဆင်းပြီးအဲ့မှာသူရဲ့ဟွာပေါ့ဘယ်လိုပြောရမလဲဒီအကူကြီးရဲ့ဖွေးတွေပေါ့ဗျာအဲ့ဒီစာစာစာကစားအခုဒီအဲ့မှာနေရာယူပြီးအင်အီနဲ့ပြန်နေတိုက်ဖို့တော့အေးဝင်လာတဲ့ချိန်မှာ ခါပါတယ်လုံထတာလိုက်ကမဟုတ်ဘူးဘာမှမဆိုင်ဘူးလိုက်ကနဲ့နော်ပွိုင်းမှာလိုက်ကတယ်ဆိုတော့နေပေါက်ညာနဲ့ရှိရှိတခါမှကြောက်ဘူးအခုမှဒီတရဒီလာတွေးမှာလုံးတယ်ဆိုတာအဲ့ဒါအေအေကစိတ်တွေထိရောက်နေဆိုတာသူတို့သိနေပြီအဲ့တော့သူကအဲ့ဒီမှာသူတို့စိတ်သိမ်းဘောတွေကိုအဲ့ဒါအဲ့ဒီထားနဲ့မွေးမနေမွေးမှာရက်မယ်ကဲထိုးကြည့်နေအဲ့ဒါလူတွေဝင်မယ်လူတွေကချက်ချက်တဲလို့မရလို့ရှိရင်အဲ့ဒီမှာကာပါလုံးမယ်ခုခဲ့မယ်ဒါသဘောပဲအဲ့ဒီတော့အဲ့ဒီခုခဲ့တဲ့ကာလမှာသင်ဖောက်နေပြအပေါ်ကိုအပြောင်းလဲပြစ်မယ်ဒီပလန်ပဲနော် အဲ့ဒါလေးကိုလည်းကျွန်တော်နေနေရတယ်ဒါပေမဲ့ကျွန်တော်တို့ထက်ပိုဟိုပိုသိပါလေအေအေကဒီခေါက်လေးဘာခြေလက်ချိုးဆိုတာသိပြီးသားခေါက်လေးသိသေးစားမလို့ပါဘူးเนาะအဲ့တော့ဒီခုအရာဝီတိုက်ဖက်မှာဖြစ်ပြနေတာဖြစ်ပြနေမှာခြေလိုက်အရာဝီတိုက်ဖက်ဆိုလေးမျက်နှာလေးမျက်နှာဖက်မှာရှိတဲ့ချုံမြို့ဝါတွေကိုလည်းအေအေကအေနဲ့တက်ပုတ်စုတာသိထားရတဲ့အတွက်စကားစာနောက်ဆုံးပြီးအရာဝီတိုက်မှာလည်းလို့ပြောဝရုံသူမှာပေါ့ဗျာအရင်ဆိုရင် AR တိုက်ကိုတိုက်ခိပါ AR တိုက်သာသွေးလား AR တိုက်သာသွေးလားရဲတယ်ဆိုတော့เนาะအဲ့ဒီစကားစားကောင်တွေဟမ် ကျွန်တော်စစ်တပ်ထိမှတာဝန်ထက်ဆိုဘယ်နေ့ရှိပြီငါအဲ့တက်တာရဲတယ်ဆိုရဲကုန်လေအခုဘယ်အောင်နေမသိဘူးဘာဖြစ်လဲချေဆွာတဲ့ PDN နဲ့ဟလာစစ်စနေရှိတဲ့ AA နဲ့ပေါင်းပြီးတဲ့အခါ AA တိုက်ကိုကြိုက်သလိုဒိုးလိုမှုချင်းမှုရင်လိုက်ကုန်လေနော်အာငါတို့လည်းဒီဟိုအဲကိုပြန်သိမ်းဖို့အတွက်ဒီညိုညိုစခန်းကိုပြန်တိုင်းမရမယ်ဆိုပြီးလုပ်တဲ့ကောင်တွေလန်လန်တဝဲမှာဖွပြတဲ့ကောင်တွေအသေးပြောင်းမြရတဲ့ကောင်တွေဟမ်ဖြစ်ပြတဲ့အောင်တွေးနေရတယ်ခြုံညုံကြီးကြီးလိုက်မယ်ဆိုလို့ရှိရင်စကားစားအယူမွေးဝဲဖြစ်နေတယ် အဲအကြောင်းအခုက तू က MDA နဲ့အပြည့်ရတဲ့ TI နေကိုဟလာအကြောင်းမျိုးမျိုးပြပြပြရဖို့စူးစမ်းတယ်အဲ့ဒါပြီးတော့ပြီဆိုလို့ရှိရင်သူတို့အညိုအတေနဲ့နော်ရှင်းရရခိုင်ပါဆိုရှင်းဒီမှာလူအင်းကနေတယ်ဆိုသူသားတဲ့နဲ့အပြည့်ကသူတို့မှလည်းရှင်းနဲ့ပတ်သက်တဲ့စီရနေစီရဖို့ဆာကဆာနဲ့နော်မိတ်ဆွေတွေဖြစ်နေတဲ့တွင်သူတို့ကတကယ်နဲ့ဆာကဆာတော့ပြင်ပြီးရင်ရှင်းပြတင်ဝင်လာပြီဆိုရင်စီရနေစီရဖို့ဆာကဆာနဲ့ပူပေါင်းမှာပူပေါင်းပြီးရင်စီဘီကိုတိုက်မှာဟုတ်လား CB နဲ့တိုက်ပြီးတော့ CB အခြေအနေကတော့ဒီဘက်က AA ဘက်ဝင်ပါလေသူတို့က ရှင်းနေခိုင်းကဲနေတာကိုအဲအဲ့ဒီလက်ကိုလိုရှင်နေတာဒါကြောင့်မိုးပြေကိုထင်းချိုးကိုကျိုးစားကျိုးစားဆိုတဲ့အကိစ္စပဲနော်မိုးပြေရပြီဆိုရင်အဲ့ဘက်မှာရှိတဲ့နေဆက်ဒီကြရပြီကြရဖတ်ဒီဖတ်ဆင်းလာချင်ဒီစကိုင်းတိုင်းရှင်းပြနေအဲအဲ့ဒီဖက်တွေကိုသူကလမ်းကြောင်းအခုကဒီတော်လိုင်းရဖွေတဲ့အဲ့ဒီလမ်းကြောင်းတွေကိုထိန်းထားတာကိုတွေ့ရတယ်နော်ထိန်းထားလို့လဲသူတို့ဒုက္ခကြုံရတာစကားစဒုက္ခကြုံတော့တာဖြစ်တယ်သူတို့ထိန်းထားတာကအမှန်မှာအဲ့ဒီဖက်ကိုသာ ဒီတော်လည်းဖွေးတယ်ပေါ့နော် AA ပါဝင်တက်ဖို့ဖွေးတာတူတပြီးမထိန်ချုပ်ခွင့်ဘူးဆိုလို့ရှိရင်ဒီလောက်ထိအောင်ပြဖို့မရနိုင်ဘူးကြောင်းဒီဒီခါတော့ဒီတော်လည်းဖွေးတယ်ရဲ့ပလန်ကတော်တော်ကောင်းသွားတာဖြစ်တယ်စကားစားရဲ့ဒီမြေပြင်နော်နေရာတွေကိုအားလုံးကိုထိန်ချုပ်လိုက်တာဖြစ်တယ်အဲ့တော့စကားစားပြောင်းတော့အလေးပါကွင်းကွင်းကွက်ကွက်ကြီးဖြစ်သွားတာဖြစ်တယ်အဲ့တော့စကိုက်တိုက်တိုက်မှာဒီနေ့ပြောကြည့်ရအောင် စကိုင်းတဲ့မှာလက်ရှိဖြစ်ပေါ်နေတဲ့ပုံတော့လက်ရှိဒီတော်လည်းရဖွေးစီဒီမှာတော်လည်းရဖွေးနေတဲ့တထွေးနဲ့ဖွေးပူပေါဝိလာသူရှိတယ်လို့တဖွေးနဲ့ဖွေးနဲ့ပိုပြီးဝေးကော်လာတာတွေ့ရတယ်။အဲ့ဒီနေရာမှာဒီရေးမှာရေးမှာပြဖတ်မှာဖြစ်တဲ့အဖွေးတို့ဖွေးဒီအန်နူဂျီလည်းအောက်ကဖွေးထင်ပါတယ်။နော်အဲ့ဒီမှာဆိုရင်ဒီတဲအရာရှိလို့ပြောအောင်တဲ့ကအဲ့ဒီစေတသားအမျိုးသမီးတယောက်နဲ့ပတ်နာဖြစ်တာလားဘာဖြစ်ကြလဲမသိဘူးနော်အဲ့ဒီမှာပြစ်သက်လိုက်တာပြစ်သက်ပြီးသူကသူလည်းပြစ်သက်ပြစ် တဲ့ပြီသေသွားတယ်ပေါ့နော်ဆူဆိုင်လုပ်သွားတယ်ပေါ့ကျွန်တော်တင်းကြရတယ်ဒါတွေကိုကျွန်တော်ကြီးရှင်းအောင်ဘာတွေဖြစ်နေလဲဆိုတော့ NUG မှာနော်ပြည်သူအစိုးရပြည်သူအစိုးရလည်းអော်ပြီမဲ့ပြည်သူလူထုရဲ့ထောက်ခံမှုကမရဘူးနိုင်ငံတကာကိုသွားလိုက်ဟဲ့လားအာကျွန်တော်ပြည်သူအစိုးရပါပြည်သူအစိုးရပါဆိုပြီးပေါ့နော်ပြောနေပြီမဲ့ပြည်သူလူထုဒုက္ခရောက်တဲ့နေရာပြည်သူလူထုရဲ့ဟုတ်လားပန်ပူးမှုနဲ့ငွေကြွေးတွေကိုဘယ်လိုသုံးဆွဲပြီးဘယ်လိုဟုတ်လားဝေခန့်လုံးနဲ့ဝေခန့်နေတယ်ဆိုတာကိုလည်းကျွန်တော်ကမသိဘူးပြည်သူလူထုကမသိဘူး ်တော့ပြည်သူတို့ကသိရှင်းလာတယ်သိရှင်းနေသိရှင်းလာတဲ့အတွက်ဒီဟာကိုမေးတယ်မေးမြတ်တဲ့အခါပြည်သူတို့ကအမှုတရားဖြစ်လာတယ်မင်းတို့စဉ်းစားစရာမလိုဘူးငါတို့စီမံခွဲခွဲနေတယ်ငါတို့ကအစိုးရတရားအစိုးရတရားဖြစ်တယ်ဆိုပြီးအစိုးရတရားဖြစ်တဲ့ဆိုပြီးပြောနေတဲ့လူတွေကနိုင်ငံချမှာနေကြတယ်အစိုးရမဟုတ်တဲ့တော်လိုင်းသဘုံလို့ခေါ်တဲ့ဖွေးတွေကပြည်တွင်းထွက်နေကြတယ်အသက်တွေရင်းပြီးနိုင်ငံရဲ့အစိုးရဆိုပြီးကိုယ့်ကိုခံထားတဲ့အန်ယူဂျီကတော့ဟုတ်လားအားလုံးနိုင်ငံတကာမှာပြန်လာပါလို့သူတို့ကသမ္မတကြီးယာယီသမ္မတကြီးကဖိတ်ခေါ်လာတော့ဒူဝါလက်ရှိလာဖိတ်ခေါ်လာတော့အချောအမျိုးမျိုးပြပြီး ပြန်လာတဲ့လူတွေဖြစ်နေအဲ့တော့နိုင်ငံခြားရေးတာဝန်ခံပဲဖြစ်ဖြစ်ဘာတာဝန်ခံပဲဖြစ်ဈေးမအုပ်ပဲဖြစ်ဖြစ်ဟုတ်လားဘေးအမမေးပြီးမပွဲဖြစ်ဖြစ်ပြောချင်တာကခမရတို့ကအာနာရဖို့အတွက်အချိန်လေးကောက်လို့မြန်မာနိုင်ငံအာနာရရင်ဝင်စီမယ်အချိန်လေးတော့အာနာမကောက်ဘူးဆိုရင်ပြေပမနေမယ်ဒီလိုပဲနေခမရနေတာအဲ့တော့ပြေပမနေဖို့အမေရိကန်ဖက်မနေလို့မရတော့ဘူးအမေရိကန်လုံးဝလက်မခံဘူးနော်အမေရိကန်က လုံးဝလက်မခံတော့အဲ့တော့ခင်ဗျားတို့နေရာရှိဘူးအဲ့တော့ခင်ဗျားတို့ဘာလို့မလဲအော်စီတို့ကနေဒါတို့ကနေဒါလက်ခေါ်ချင်မခေါ်လိမ့်မယ်အော်စီတို့ခေါ်ချင်ခေါ်မယ်နော်အဲ့အဲ့ဒီပဲဝင်ကြပါလေခင်ဗျားထိုင်လို့မလေးပါလေခင်ဗျားမနေနိုင်ဘူးလေမနေနိုင်ဘူးဆိုတော့အဲ့လိုမျိုး၆ပဲပြင်ပြည်သူလူထုကိုရောက်ပြဆန်တော့ပေါ့ဗျာနိုင်ငံတော်လှေးပေးခုညစားအလုံးလေးပါလေညာနေဆိုပြီးရင်အဲ့လိုမျိုးအသံနဲ့ဖိမိလုံးတာကိုကျွန်တော်တွေးရတယ်ဟုတ်လားဒီတော့ပြည်သူလူထုအန်ယူဂျီကိုထောက်ခံနေပါတယ်ဆိုတော့ပြည်သူလူထုကျွန်တော်ပြောချင်တာကစိတ်မနဲ့တော်လိုင်းရေးလုပ်တဲ့ဆိုရင်ကျွန်တော်ကလည်းဝယ်ကမ်းပဲ ိုးစင်းပါပဲနော်စိတ်မနဲ့တော်လည်းကိုကောင်းစင်တက်ပြီးရင်တကယ်တော့မြေပြင်မှာဘာမှအလုပ်မလုပ်တဲ့ဖွေးစီကိုကျွန်တော်ကဘာမှ respect ထားကြမလို့ဘူးဘာမှ group ဆိုင်စာလည်းမတူဘူးနော်အဲကြောင်အခုချက်အချင်းတီထဲပြောတယ်ကျွန်တော်နော်အရင်လည်းပြောတယ်ခင်ဗျားမလားလေကြာအန်ယူရထောက်ခနဲ့လူတွေအစိတ်ပင်ကိုရေမလောင်းနဲ့အန်ယူကအစိတ်ပင်ပဲနော်အန်ယူကဒီပြည်သူလူထုအတွက်ဒီတော်လိုင်းအတွက်အစိတ်ပင်ပဲ ။ဘာဖြစ်လဲ။သူတို့ဖွေးစည်းပေးရတဲ့အဖွေးကိုကြည့်လိုက်အဲဇော်ထဲတဲ့ဖွေးကိုနော်ပါတုံးလို့ဆိုတဲ့ဖွေးကိုနေစဉ်ရက်ဆက်ပြဿနာပေါ့တောက်ချောက်ထောက်ထဲနေတယ်။နေစဉ်ရက်ဆက်ပြည်သူလူထုတို့ပြဿနာပြဿနာဖြစ်နေတယ်။နေစဉ်ရက်ဆက်အဲ့ဒီမှာဟုတ်လားဒီငွေချင်းတဲ့ပြဿနာဖြစ်နေတယ်။ခင်ဗျအချောက်ဖွေးမှာကြောက်ဘူးလား။ကချင်မှာကြောက်ဘူးလား။ရှေ့မှာကြောက်ဘူးလား။ကရင်မှာကြောက်ဘူးလား။ရခိုင်မှာကြောက်ဘူးလား။ကယားမှာကြောက်ဘူးလားခင်ဗျားတို့ဒီကိစ္စလေးနဲ့။ဟမ်။စကတဲ့ဒီမှာအခု အဲမန္တလေး PD အဲ့ဒါ PPA တို့ PNR တို့မျက်ချားဘူးလားနော်အဲ့ဒါပြောချင်တာပါလဲဆိုတော့ခင်ဗျားတို့အနေနဲ့ဒီကိစ္စဒီမှာအန်ယူဂျီထောက်ခံလူတွေကိုယ့်အမြင်နဲ့ကိုယ်စုံချက်ပါကျွန်တော်ကတော့အများကြီးပြောကျွန်တော်ကဒါကျွန်တော်အမြင်လေးတွေချပြတာနော်တချိန်ချင်းမှဖြင်းပြင်းဆိုတဲ့အတိုက်တာတစ်ခုအန်ယူဂျီဖြစ်လာမယ်ဆိုတော့ကျွန်တော်အမြင်နဲ့ကျွန်တော်ပြောတဲ့ light တိုင်းမှာထေပြောတာဖြစ်တယ်ဘာဖြစ်လဲပြည်သူလူထုနားရဝါနေအောင်အဲ့ဒီခါမှာဟာဟုတ်ပါလားငါတို့လက်မခံခဲ့တာမှားပါလားဆိုတော့သိနေအောင်လို့အဲ့ကြောင့်အခုကမှခင်ဗျားတို့တိထားဖို့လိုတယ် ဖျက်မြင့်တော့မဟုတ်ဘူးကအစိတ်မြင့်တော့ဖြစ်လာပြီနော်ခင်ဗျားတို့အဲ့ဒီအစိတ်မြင့်ကြည့်တော့ရေလောင်းနေတယ်လို့ပဲတကယ်မြေပြင်မှာလှုပ်ရှားနေတဲ့အဖွေးစီတွေကမဝါးရီစာစားပြီးနေတဲ့အချိန်မှာသူတို့ကနော်နိုင်ငံတကာပဲပြီးခြေဆဲပြီးပျော်ပျော်ကြီးနေရတဲ့ကိစ္စကြီးကိုတော်လိုင်းဆိုတာအဲ့လိုမျိုးမဟုတ်တော်လိုင်းဆိုတာခင်ဗျားငဲတမွေးမိုးတနေနေခင်ဗျာဟိုမှာကြီးလိုက်ခရင်တော်လိုင်းကိုဆောပါဦးကြီးဘယ်လိုနေခဲ့လဲတော်ထိတော်ထိမှာဟမ်ကောက်ကောက်မနေလို့ရတယ်ဘယ်အဲ့ဒီပုဂ္ဂိုလ်ဟုတ်လားမနေခဲ့ဘူးနောက်ဆုံးနော်ရန်သူလက်ချက်နဲ့တည်သွားတဲ့ဘဝတွေရခိုင်က အခုဒီလပွေအေးရလပွေလောက်ခေါ်နေနှာပြပြဲသွားတဲ့နော်အေးရလပီပေါ့နော်အဲ့ဒီနှာပြပြဲသွားတဲ့အဖွေရကတိတ်ဆုံးခဲ့တဲ့ခေါင်းဆောင်ခိုင်မိုးလင်းဘလို့နေခဲ့တယ်ဟမ်ကရင်နဲ့သဘောကြမှာကြလေးစားမလေးစားအဲ့လိုပဲနော်နေရချမ်းကြလက်ရှိရှင်းပါဆိုတဲ့စီပေးပါခေါင်းဆောင်တွေဒီကြရမှာသူတို့ခေါင်းဆောင်တွေခိုင်မခေါင်းဆောင်တွေဆိုတာလေဟုတ်လားဒုက္ခမျိုးဆိုရင်ခိုင်မှာကောက်ဆုံးလေဆိုရင်ဟုတ်လားကြည်အေးရဆိုရင်ကိုနေရတဲ့ကုမ္ပဏီမနေလို့မရသေးဘူး။နောက်ထုံးနေအိမ်မှာကဲနေရဒီအိမ်မှာကဲနေရတဲ့ဘဝဖြစ်နေတာကြည့်ရတယ်။ ဒီတော့အန်ယူဂျီဆိုတဲ့အဖွဲ့အစည်းကတော့ဟမ်ပြည်သူအစိုးရဆိုဂုဏ်စီတက်ပြီးရင်နိုင်ငံတကာပဲပြီးရင်အစီအနှစ်တဲ့စာရေးပြည်သူလူထုမွေကြီးနဲ့တောင်းတာကိုတွေးရတယ်ဒါကတော့ခွန်များခွန်များဆုံးဖြစ်ပါစကိုင်းတိုက်ထိပ်မှာလည်းဟိုတနေ့ကဘုံလာခြေသွားတယ်နော်ဘုံလာခြေသွားတယ်နှစ်ချိန်လောက်လာခြေသွားတယ်နော်ကျွန်နေရာဒီတတ်တော့ဒီတော့အောင်သီပိသဖြစ်တဲ့တွင်နဲ့အဲ့လိုမျိုးနေစင်ရက်ဆက်သူတို့လေးချောင်းအဲ့ကဒါပေမဲ့အဲ့လေးချောင်းကိုခုခင်ကာကွယ်ဖို့အတွက် နော်တချိန်ကခမျောပြောခဲ့တဲ့လေးချောင်းရင်ကာကွယ်ရေးဆိုတာကြီးကနော် ပြဟန်းကြီးကိုတော့မလုံးနိုင်ဘူးစခိုက်တိုက်ထဲမှာရခိုင်မှာကချင်းမှာချင်းမှာကြရမှာနော်ကရင်မှာရဟန်းကိုလုံးလို့ရတယ်ရဟန်းမလာရေးဘူးနော်စခိုက်တိုက်မှာရဟန်းတော့မလုံးနိုင်ဘူးဒီတော့အတိုက်အခံရှိတယ်အဲ့တော့လက်ရှိဖြစ်ပျက်နေတဲ့မြေပြင်ဖြစ်ပျက်ကြီးမှာဆိုလို့ချင်းပေါ့နော်ကျွန်တော်တို့ဖွေးစည်းတဲ့နေနဲ့အရန်ကိုနခိုင်မှာတဲ့ဖွေးစည်းတစ်ခုဖြစ်လာတာတွေ့ရတယ်အဲ့တော့အေနဲ့မဟာမေပေါင်းစုရှိတယ်ကချင်း KIA နဲ့မဟာမေပေါင်းစုရှိတယ်ကြရနဲ့တက်ပေါင်းစုရှိတယ်စီပီနဲ့တက်ပေါင်းစုရှိတယ်ဟုတ်လား AIA အတိုင်းမှာဟုတ်လားအဲ့လိုဆိုတော့ ဒီတဲပုံစုတွေရဲ့စပုတ်အင်အားနဲ့ဖွင့်လိုက်မယ်ဆိုလို့ရှိရင်တဲ့ဒါနေ့တစ်ချိန်မှာကြာတော့မကြာတော့အချိန်မှာဒီတဲပုံစုတွေတေချာစူးမေးပြီးကျွန်တော်တို့ဟာတော်လည်းကြီးကိုမျက်နှာမူလိုက်လို့ရှိရင်ပေါ့နော်အကုန်လုံးမျက်နှာမူလိုက်လို့ရှိရင်စကားစာဘာမှလုပ်လို့မရတာအကြောင်းမရှိဘူးအခုကမှသူကဘွားပြက်နေတာအချိန်ရှက်လေးချောင်းလေးချောင်းအဲလေးချောင်းနဲ့တိုက်ခိုက်လေသူ့အတွက်ဘွားပြက်လေဘာပြက်လဲသူ့အတွက်လေးချောင်းတိုက်ခိုက်လေပြည်သူလူထုကမုန်းတိလာလေနာကြည့်လာလေနော်အဲရောက်ရခိုင်လူပြောခဲ့တယ်လို့ပေါ့ဘောချုံထမြတ်နေကော ငါတို့မျိုးတွေရွာတွေမွေးရှို့တာစီစဉ်ဥစ္စာကုန်ကခေါင်းတွေထိမနေနဲ့ဒီကောက်တွေကပြတ်ချလောက်ရတယ်လို့ခွန်အားရှိတယ်အားရှိတော့တယ်နော်ခွန်အားရှိတော့တယ်ဟုတ်လားငါဆုံးချုံးသေးပြီငါသာသမီနဲ့တေးမိသားစုနဲ့တေးကုန်ပြီအိုးအိမ်နဲ့ပြည့်စုံကုန်ပြီစီးပွားရေးမရှိတော့ဘူးဘာမှဒီရှိမှရဲလို့မရဘူးချစ်တို့ကရဲရင်မင်းတို့ကပြောမယ်ခြားချင်းပြီပြည်သူတို့ကတော့တောင်းအောင်ပေးပြီရဲလို့ကတော့မင်းတို့ကငါတို့နိမ့်မျိုးတွေကတော့အထောက်ရှိပေးတော့မယ်ဟုတ်လားပြည်သူလူထုကတော့ဆွန်းဆွန်းစားနေတတ်ခင်ပြီးတော့ဆုံးချုံးပေးတတ်တာတွေ့တယ် ကိုကိုတော့အဲ့ဒါဝိဒါဒီတိုက်ဖို့လူကဆင်သိမ့်ပေါ့အဲ့ဒီမှာစာချုပ်လို့တာပဲအဲ့တော့ပြေသူလူထုရဲ့ထောက်ခံမှုဘလောက်ထိအရေးကြီးလဲဆိုတော့ရခိုင်ဒေသနေပြီးပြသတော့ဖြစ်တယ်အဲ့လိုပဲနော်လက်ရှိစခိုင်းတိုင်းမှာလည်းပြေသူလူထုရဲ့ထောက်ခံမှုအများကြီးလိုအပ်တယ်နော်ကျွန်တော်ပြောချင်တာဒီနေ့နောက်ဆုံးဒီညပြောချင်တာကျွန်တော်မလဲဆိုတော့ဒီတီအန်နေဆွေးနွေးပွဲကတော့ကျွန်တော်ပြောခဲ့သလိုပဲမျိုးတွေပြန်အချိန်မရှိမျိုးတွေပြန်တောင်းတယ် ရသွားပြီဆိုမျိုးရပြန်တော့လို့ရသွားပြီဆိုရင်တော့ဒီကိစ္စငင်းသွားမှာဘူးနောက်ထပ်အများကြီးနောက်မှဖြစ်လာမယ့်အဖြစ်ပြက်တယ်အများကြီးအခုကိုကခင်ဗျာအေးရှင်းမှာမထိုင်နဲ့မအေးရှင်းဘူးကိုကကိုကကဒီမြန်မာပြည်သူလူထုကိုလည်းစင်ရှင်းပြအောင်မယ်နော်နောက်သိမ့်မကြဘူးအဲစာကဆက်နဲ့သူတို့ပြန်စင်ရှင်းရအောင်မှာနောက်တရားနေကိုပြောချင်တာကအဲ့လိုမျိုးနော်ပြည်သူလူထုရဲ့အမှုကိုထက်ပြီးမရဖို့ကျွန်တော်ကအကြံပေးချင်တယ်အဲ့လိုပဲတော်လိုင်းလုံးနဲ့ကောက်ဆောင်နဲ့ကေကောက်ဆောင်တွေအာခက်ကောက်ဆောင်တွေနှချင်းစီဘီကောက်ဆောင်တွေ PDF လူငယ်တွေပြောချင်တာကခိုင်မာတော့လက်တွဲပြီးရင် ဘုံရသူဖြစ်တဲ့ဆက်ကဆောက်ချေမှုန်လိုက်ပါကြပါစေလို့ဒီနေ့ကျွန်တော်ခင်ဗျားတို့ကိုမေတ္တာပို့ဆုတောင်းပေးတယ်เนาะအားလုံးဆင်ပြေကြပါစေ